မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ပဲခူးတိုင်ကျုပ်ပင်ကမြို့နယ်မှာမေလ23ရက်မနေ့ဆယ်နိုင်ဝန်းကျင်ကနေတိန်ကောင်းဆောင်သူရဲ့အုပ်တူပြစ်ခတ်ခံရပြီးသေဆုံးကခဲရနဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့တာယာဝရီခရိုင်3800တက်ခွဲလေးမြအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကမေလ14ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် အဆိုပါနေတိုင်းကောင်းဆောင်ကိုဂျိုးပင်ကမြို့သွားတဲ့လမ်းမှာစိုက်ကယ်မောင်းနေတဲ့ုံပစ်ခတ်ခဲ့တာဖြစ်ကလမ်းပေါ်မှာမထိပေမဲ့အနီးနားကအိမ်ထဲဝင်ပြေးတုံပြလိုက်တာကြောင့်ကြီးထိမှန်ပြီးတည်ဆုံသွားတယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်အဆိုပါနေတိန်ကောင်းဆောင်သူရဲ့အုပ်ဟာအလဲကုန်းကျေးရွာနေမြေရဲစခန်းမှာတာဝန်ကျနေတဲ့ အသက်30ကျော်အရွယ်မျိုးသားဖြစ်ပြီးပြီးခဲ့တဲ့နှစ်ပိုင်းကဂျိုဘင်ကဘောလုံးကွေးနာကဂိတ်မှာသူတာဝန်ကျနေတဲ့အချိန်ဆိုက်ကယ်စီးလာတဲ့ပြည်သူနှစ်ယောက်ကိုဆိုက်ကယ်မရက်ပေးလို့ပြတ်သက်ခဲ့ဘူးတယ်လို့လည်းဆိုပါတယ်ရှင်။ မကွေးတိုင်းရစ်ဂျိုမြို့နယ်မှာမေလ9ရက်မနေ့ပိုင်းကစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအရာရှိတယောက်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်30နီးပါးတိဆုံးကအများပြားဒဏ်ရာရရှိခဲ့ကြတယ်လို့ Southern YSO PDF ကမေလ17ရက်မှာသတင်းထုတ်ပြန်ပါတယ်။ဒါပြင်တပ်ဖွဲ့အတွင်း PDF ရဲဘော်တယောက်ကြာဆုံးသလိုစစ်တပ်ကစစ်တပ်လေထီးနဲ့ပုံကျဲလို့ပြည်သူတယောက်လည်းတိဆုံးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတက်ခတ်မှုကို Southern YSO PDF Southern Local တပ်ပေါင်းစု Yes to Revolution Group YRG တောင်းညီနောင်ပြည်သူ့အာမန် PDF တောင်းစစ်တီတပ်ဖွဲ့ BNRA တပ်ဖွဲ့နဲ့ King Cobra တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတပ်ဖွဲ့အတွင်း Southern YSO PDF ကရဲဘော်လာပြေကြဆောင်ခဲ့ရသလိုရဲဘော်၁၀ယောက်လည်းမစိုးရိမ်ရတဲ့ထရားတွေရရှိခဲ့ကြတယ်လို့သူကစက်ပြောပါတယ်။ တပ်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဟာတပ်ပွဲဖြစ်ပွားတဲ့နေရာနဲ့မင်းစက်တဲ့သဲတော်ကြီးရွာကိုစက်တက်လေထီနှစီနဲ့ဘုံကျဲတခိုက်ခဲလို့ရွာကံပြည်သူတယောက်သေဆုံးကလူနေအိတ်တချို့လည်းပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်စစ်ကြောင်တခိုက်ခံရမှုအတွင်တပ်ဖွဲ့ဝင်တွေသေဆုံးထရာရတဲ့အပေါ်စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးသလို DPP အနေနဲ့လည်းတိကျတိမပြူနိုင်သေးပါဘူးရှင် ငလင်ဘေးတံအများဆုံးခတ်ခဲ့ရတဲ့မန္တလေးမြို့မှာငလင်ကျောက်ထိခိုက်ပျက်စီးသွားတဲ့ဗလီနဲ့ခရိယံဖျားကျောင်းတွေကိုမူလအရွယ်စားတိုင်းသာပြန်လည်ဆောက်လုပ်ရမယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်။အဲ့ဒီအပေါ်မှာဝေဖန်မှုတွေရှိနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ မန္တလေးမြို့မှာထိခိုက်ပျက်စီးသွားတဲ့ဗလီနဲ့ခရီးရန်ဖျားအကြောင်းတွေကိုမူလအတိုင်းပဲပြန်လည်ဆောက်လုပ်ရမယ်ဆိုပြီးမေလ၈ရက်နေ့မှာစစ်ကောင်စီရဲ့ခရိုင်တပ်နာရင်မှုကသက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေကိုအကြောင်းကြားစာပို့လာတာပါဒါအပြင်အကြောင်းကြားစာမှာပါရှိတဲ့အတိုင်းလမ်းညို့မှာကြားချက်တွေကိုသိရှိလိုက်နာဆောက်ရွက်ကြဖို့နဲ့ဆောက်ရွက်ပြီးစီးတဲ့အခြေအနေကိုလည်းပြန်လည်တင်ပြရမယ်လို့ပါရှိပါတယ်စစ်တဲရဲ့အခုလိုလုပ်ရဟာဘာသာရေးအရောက်ခွေးကြားဆက်ဆံတာသာဖြစ်ပြီးဒန်းဒူပြန်လည်ဆောက်လုပ်ခွင့်ရ စေခြင်းလို့ဘာသာရေးအသိုင်းအဝိုင်းကဝေဖန်ထောက်ပြပါရယ် အချို့မျိုးပြမှာကြတော့တိုးလာဟိုးကြီးရာတိုးလာတာဆိုတော့ဒီတိုင်းကတော့အဆင်မပြေဘူး။နောက်ကြီးကြီးတိုးလာမယ့်ဟာနဲ့လေဒီခါတည်းကိုလွတ်လွတ်လပ်အဆင်ပြေတယ်လို့ဖောက်ကြဆိုတာမျိုးပဲဖြစ်နေတာပေါ့။ဟိုကခုကန့်တက်တာရင်တစ်ဖက်မှာလှူစားမှုတို့အခွင့်အရေးဖြစ်သွားမှာဆိုလို့လေ။တစ်ဖက်ကစားပေါက်ပေးထားတယ်လို့ဖြစ်မှာဆိုလို့အဲ့ဒါတော့မကြိုက်ဘူးပေါ့။ဒီဘာသာမျိုးလူမျိုးတွေဒါမှမဟုတ်တိုင်းကစောင်းနေချက်ပြည့်ရဲ့ပုံမှာတော့ဟိုလွတ်လပ်စွာရည်ကြီးကိုယ်ကိုယ်ရှိတယ်ဆိုတဲ့ဟာကသူတို့ကလည်းကျွန်တော်တို့ချွေဦးမှရှိနေတာပေါ့ဗျာ။ဒါလို့ပဲ ပေါက်ပေးနေတာပေါ့အခုကခရစ်ယာန်နဲ့အစ္စလာမ်ဝါတန်တက်တဲ့ပုံစံတိုင်းဆောက်အောင်ပဲဟိုဗုဒ္ဓဘာသာနဲ့ဂျန်ဟိန္ဒူဘာသာနဲ့လူတွေလည်းဆောက်အောင်ပဲကျွန်တော်ပြောတော့မဖြစ်ဘူးနေတာပေါ့အဲ့ဒါကြီးအဲ့မကြီး ဒါအပြင်အင်အားပြင်းကလေးကြောင့်ထိခိုက်ပျက်စီးနေတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဝတ်ပြုစုတောင်းရာဗလီတွေကိုဖြိုချခွင့်မပေးတာကြောင့်ရှင်းလင်းရေးတွေမလုံဆောင်နိုင်သေးဘူးလို့ဆိုပါတယ်။လက်ရှိမှာအစ္စလမ်ဘာသာဝင်တွေအနေနဲ့ဝတ်ပြုစုတောင်းရာမှာယာယီဝတ်ပြုစာတွေနဲ့ဝတ်ပြုစုတောင်းနေရစေဖြစ်ပြီးဝတ်ပြုခွင့်ရဖို့စစ်ကောင်စီကိုတင်ပြပြီးတော့အခွင့်ပြုချက်တောင်းနေရတာကြောင့်အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးခေဆက်ဆက်မှာဘာသာရေးပေါ်မှာခွဲခြားဆက်ဆံတာတွေကိုရှက်တန်းနေရကြဖို့ပေါ့နော်ဆက်ပြီးတော့ဒါမျိုးတွေမကျင့်သုံးကြစီချင်တော့တိုင်းပြည်မှာဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာကိုဘာသာမှာသူ့ဘာသာမှာဆိုရဲအတွေးခေါ်နေသွားနေတာကကဘာကြီးမှခင်မမီတော့ဘူးနော်ဆိုတော့အလုံးတန်းတူညီများဖြစ်အောင်လုပ်ပြီးတာကပို့ပြီးတော့အစီအစဉ်နဲ့ဟာလာဘေးအစိုးရတက်တဲ့ဘေးသူတက်ပြီးမင်းလုံးလုံး တော်စားရင်ကြမခွဲခြားပဲနဲ့အဲ့လိုမျိုးဟိုတန်းလူညီများလောက်ပြီးတာမျိုးပဲအခုတော့ပို့ပြီးတော့လိုချင်တာပေါ့လေကိုဘာသာမှတားမယ်သူများဘာသာတော့မဖြစ်ရဘူးဆိုတာမျိုးကနှိမ့်ချတဲ့အထွေခေါ်တွေပါဒါလေးကဒီလိုခက်ကြီးမှမလိုအပ်တော့ပါဘူးမက်လာ20ရှယ်နေကစကိုင်းမြို့အနီးကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြီးကြောင့်မန္တလေးမှာဘုံတော်ကြီးကျောက်165ခု ဖရာပထိုးစီတီ156ခုဗလီ35ခု ခရီးယန်ဖရာကျောင်း6ခုနဲ့ဟင်ဒူဖရာကျောင်း9ခုထိခိုက်ပျက်စီးခဲ့တယ်လို့မြန်မာစာပေရက်ဆတ်ကဧပြီလ4ရက်နေ့မှာထုတ်ပြန်ထားတဲ့သုတေသနစာတမ်းအရာသိရပါတယ်။ကျွန်မကေခိုင်ပါ။ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချူဆမ်းပါရှင်